တာလီဇော့ပါဒီကနေ့မက်လ73ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကို ကျမမြန်နင်းခင်အားတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ရခိုင်မှာမြေဘေးဝေလက်မရှိလို့စိုက်ပျိုးသူတွေအရှုံးပေါ်နေတဲ့တည်င်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်နလားကျော်အတွင်းရခိုင်ဒေသခံ45ယောက်သေဆုံးခဲ့တယ်လို့ EAPP ကထုတ်ပြန်တဲ့တည်င်းနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာ အထူးစည်းပွားရေးဆောင်ရည်နဲ့စက်ကံကိုအောင်မြင်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီဒူဩကထာဒုတိယဘုရှုံမွန်ကြီးဆိုဝင်ကတိုက်တွန်းတဲ့တည်ရင်အပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်ရင်တွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်မှာအခုနှစ်မြေပေးဝယ်ယူသူမရှိဖြစ်နေလို့ဈေးနှုန်းကျဆင်းပြီးစိုက်ပျိုးသူတွေမှလည်းအရှုံးပေါ်နေတယ်လို့မြေပေးစိုက်ပျိုးသူတွေစီကနေသိရပါဗျ။လက်ရှိရခိုင်မှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်တွေတွေအလုံးကို စစ်ကောင်စီတပ်ကအဖက်ဖက်ကပိတ်ဆို့ထားတဲ့အတွက်မြေပြေးတွေကိုမကွေမန္တလေးနဲ့၆ဆရဲပြည်မဘက်ကိုတင်ပို့နိုင်တာမရှိတော့ဘူးလို့သိရပါတယ်။အဲဒီလိုတင်ပို့နိုင်တာမရှိတဲ့အတွက်မြေပြေးဝေယူတဲ့ကုန်တွေတွေလည်းမရှိလို့မြေပြေးစည်းနှုံးကျဆင်းနေပြီးမြေပြေးစိုက်ပျိုးသူတွေမှလည်းအရှုံးပေါ်နေကြတာဖြစ်တယ်လို့ကြောက်တော်မြို့နေက မြေပြေးစိုက်ပျိုးသူဦးဦးထွန်းဝင်းကပြောပါရယ်။ အရင်နှစ်တွေကမြေပေးတောင်းကို7300ကျော်အထိဈေးကောင်းရရှိခဲ့ပေမဲ့လက်ရှိမှာတော့မြေပေးတောင်းကို7900ကနေ1000ဝန်းကျင်လောက်အထိဈေးကျဆင်းနေတယ်လို့သိရပါတယ်။မြေပေးဆိုင်ပြိုးရာမှာ ထွန်ရက်ဈေးရိတ်တွေ၊သွေးအားစုတွေဖြစ်တဲ့ဓာတ်မြေဩဇာတွေ၊ရွက်ဖြန်းစည်းတွေစတဲ့အခက်အခဲအမျိုးမျိုးကြားကနေစိုက်ပျိုးခဲ့ရပေမဲ့လက်ရှိမှာအရှုံးပေါ်နေကြတာပါ။ဒါကြောင့်လာမယ့်နှစ်မှာ မြေပေးမဆိုင်ပြိုးတော့ပဲရန်နာရတော့မေလို့လေစိုက်ပြိုးသူတွေကပြောပါရယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်နလားကျော်အတွင်းရခိုင်ပြည်ကအရဲသားပြည်သူ45ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း EPP ကမက်ရှလာ7ရက်နေ့မှာထုတ်ပြန်ပါရယ်ဇန်နဝါရီလ10ရက်နေ့ကနေမက်ရှလာ7ရက်နေ့အထိရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး24ယောက်နဲ့အမျိုးသား21ယောက်တည်ဆုံခဲ့တာကိုနမိနဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီအထက်မှာအသက်2နှစ်အရွယ်ယောက်ျားလေးတယောက်အပါအဝင်အသက်18နှစ်ယောက်ကလေးငယ်12ယောက်ပါဝင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်။အဲ့ဒီတည်ဆုံသူတွေထဲကအယောက်40ဟာစစ်အုပ်စုရဲ့လေကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါရယ်။ အာရခတက်တော် EE နဲ့စစ်ကောင်စီတက်တိုးတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာအထူးစည်းပွားရေးဆောင်ရေနဲ့စစ်ကန်းကိုအောင်မြင်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီဒူဩကထာဒုတိယဘူရှုံမှုကြီးဆိုဝင်းကတိုက်တွန်းလိုက်ပါရယ်မက်ရှလာစစ်တရဲနေ့မွန်လွေပိုင်းကနေပြည်တော်ကစီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနညီလာခံခမ်းမမှာကျင်းပါရယ် မြန်မာထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယကြိမ်အစည်းအဝေးမှာအမစကားပြောကြားတဲ့အခါအခုလိုထည့်သွင်းပြောသွားတာဖြစ်ပါတယ်။ကြောက်ဖြူအထူးစီးပွားရေးဆောင်ရေနဲ့ဆက်ကန်းကိုကြောက်ဖြူမြို့နယ်မှာကြေးရွာအုပ်စု၉အုပ်စုအတွင်းကကြေးရွာပေါင်း35ရွာကမြေဧက၄189ဒသမ3နှစ်ဧကမှာတိစောက်ဖို့ရထားတာပါ။အဲ့ဒီကြေးရွာ35ရွာထဲမှာ ပြီးခဲ့တဲ့မက်လ၁၀ရက်နေ့ကစစ်ကောင်စီကဒရုန်းနဲ့ပုံကျေလို့အရတားတယောက်ထိခိုက်တယ်ဟာရပြီးနေအလုံးရေ၂၀ထက်မနေမိလောင်ပြက်စီးသွားခဲ့တဲ့ကက်တပြေရွာနဲ့မက်လ၆ရက်နေ့ကစစ်ကောင်စီကဒရုန်းနဲ့ပုံကျေလို့နေအများပြားမိလောင်ပြက်စီးသွားခဲ့တဲ့ဥကင်းကျေးရွာတို့လည်းအပါအဝင်ဖြစ်ပါရယ်အဲဒီလိုပဲဖေဖော်ဝါရီလ၂၈ရက်နေ့ကလေကက်တပြေနဲ့ဥကင်းရွာအပါအဝင် စစ်ကောင်စီကလေကြောင်းကနေပုံကျေခဲ့တဲ့ ကျက်တိန်ဒိုမတောင်ကြံချိုင်စိုက်ချုံစိုက်ချုံတွင်ဖောက်ရှောင်းစီမောလမ်းကွေလမ်းစုံနဲ့ပြားရဲစားတဲ့ကြီးရော်တွေနဲ့အတူတောင်ရှောင်းစစ်တော်ကလပါတောင်တပန်းခါစားတဲ့ရော်တွေလေးပါဝင်နေလို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်၄နှစ်နီးပါးအတွင်းစကိုင်းတိုင်းမှာအရဲသား9304ယောက်တည်ဆုံးခဲ့တယ်လို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကမနေ့ကမတ်လ7ရက်နေ့မှာထုတ်ပြန်ပါတယ်ဒါအပြင်ဒံရရသူဟာလေ3988ယောက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စကိုင်းတိုင်းဒေသမှာအရသာထိခိုက်သေဆုံးသူဟာလစီပြင်းမြ112ယောက်နဲ့ဒံရရသူအယောက်80ရှိတယ်လို့လည်းဖော်ပြထားပါတယ်။ ဒီအရေးအတွက်ဟာ2021ခုနှစ်မတ်လကနေ2025ခုနှစ်ဇန်နဝါရီလအထိရရှိခဲ့တဲ့အချက်လက်တွေလို့သိရပါတယ်။ရွှေဘိုခရိုင်၊မုံရွာခရိုင်၊စကိုင်းခရိုင်၊ကံဘလူခရိုင်၊ရင်းမာပင်ခရိုင်နဲ့ကလေးခရိုင်တွေဟာအရက်သားတည်ဆုံမှုအများဆုံးဒေသတွေဖြစ်ပြီးအဲ့ဒီမှာတည်ဆုံသူ4500ကျော်ရှိတယ်လို့ဆိုပါတယ်။အရက်သားတွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေကြောင့် 3883ရောက်သေဆုံးခဲ့ပြီးလက်နက်ကြီး drone မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ1118ရောက်ရှိခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်ကအစိုးပြုတဲ့ရက်သုံးစီပြစ်ခတ်ရက်စီးကိုရုရှားကသာလိုက်နာမေးဆိုရင်ယူကရိန်းကသဘောတူတယ်လို့ယူကရိန်းသမရာယုံကကြေညာခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်ရတဲ့အတွက် အမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆော်ဒီအာရေဗျနိုင်ငံဂျက်တာမှာမက်ရှလာ၁၇ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်ယူကရိန်းဘက်ကအခုလိုပြောဆိုခဲ့တာပါ။နှုတ်နှစ်ဘက်သဘောတူညီချက်နဲ့ဆက်လက်တတန်းတူးနိုင်တဲ့ယာယီအပြစ်ခတ်ရက်စီးကိုချက်ရှင်းအကောင်ထေဖော်ဆောင်ဖို့ဝါရှင်တန်ရဲ့အဆိုပြုချက်ကိုကီယက်ကလက်ခံဖို့အသင့်ရှိတယ်လို့လေယူကရိန်းသမ္မတရုံးကကြေညာခဲ့ပါရီ။ ရုရှားအနေနဲ့အပြစ်ခတ်ရစီဆိုင်ရာစီမီစီကန်းတွေကိုလိုက်နာမှသာ ယူကရိန်းဟာပြည်ခတ်ရစီကိုလမ်းဖို့အသင့်ရှိနေတာလို့ဆိုပါရယ်အမေရိကန်ကဆိုပြတဲ့ရက်သုံးစီကြာအပြစ်ခတ်ရစီကိုယူကရိန်းကလက်ခံပြီးအမေရိကန်အနေနဲ့လေအဆိုပြုချက်ကိုရုရှားကလိုက်နာဖို့စီယုံရမယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုထားပါရယ် နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာအတွက်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။